ဒီတစ်ခါကဘာရရမှာလဲဆိုတော့ तू အင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပါတော့အင်အင်ဂျီမပါတော့အစောချမ်းချမ်းက तू ကလိန်ကုံကူးလူလွဲသုံးသားလုပ်တဲ့ right guy star ကောင်ကြီးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလဲတော့မသိဘူးအဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတော့ဗောနော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်ဘာလဲဆိုတော့အဲ့ထဲမှာချမ်းချမ်းဆိုတဲ့ဟိုဟာနဲ့ email တစ်စောင်ထဲမှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်ဆိုတော့ပြောချင်တာအစောဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အစောချမ်းချမ်းပေါ့ဗျာရှင်းနေရပါပဲအဲ့တော့ ဲ့တော့ပို့တဲ့လူတွေသူတို့နှစ်ယောက်ကြားပါလို့ဆိုတော့လိန်ကုန်ကူးတဲ့လူတွေလိန်ကုန်ကူးတဲ့လူတွေနှစ်ယောက်ကတည်းကပြန်လဲအီးမေးလ်ပို့ရတဲ့မှာမြန်မာကအစိုးရတယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးပို့ရတဲ့လူကချမ်းချမ်းဆိုတော့ပြောတယ်ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းကဒီလိန်ကုန်ကူးတဲ့သူတွေနဲ့နှိပ်ပြီးတော့အမေရိကမှာဘာသွားလို့ဖြစ်2013ဇန်နဝါရီတရက်ရက်စွဲဖြင့်ယန်လက်ဘရန်နဲဆိုသူကအစတိန်စီပေးပို့သည့်အီးမေးလ်တစ်စောင်တည်းတွင်ချမ်းချမ်းဆိုပြီးအမည်ပါဝင်နေခြင်းဖြစ်သည့် အတက်စတိန်စီပေးပို့သည့်အဆိုပါအီးမေးလ်တွင်ရန်လက်ဘရန်နဲကမြန်မာမင်္ဂလိပ်ရဲ့တပ်ပုံကိုငါမင်းစီပို့ပေးမယ်။သူကတိတ်လာတယ်မြန်မာမှာနာမည်ကြီးအဆိုတော်ပေါ့ငါသူ့ကိုအမေရိကစီခေါ်လာခဲ့မယ်။အိုဘားမားကမြန်မာကိုသွားမယ်ချမ်းချမ်းကအမေရိကကိုလာမယ်ငါမှာကြော်ညာဖို့အသည့်အစံသတင်းကောင်းတစ်ခုရှိတယ်လို့ထင်တယ်ဟုရေးသားထားသည်။ အဆိုပါအီးမေးလ်ရရင်းသည်ယန်လက်ဘရန်နဲ့အပ်ပစတိန်တို့နှစ်ဦးကြားအဆက်အသွယ်ပြောဆိုမှုတစ်ခုမျှသာဖြစ်ပြီးချန်ချန်အမီပါဝင်နေခြင်းနဲ့ပတ်သက်ပြီးယင်းထက်ပိုပြီးတစုံတရာကောက်ချက်ချ၍မရနိုင်ပေ။တက်ငယ်လင်ကိစ္စအရှုပ်တော်ပုံကြီးကိုဖန်တီးသူဖြစ်သလိုမိန်းကလေးငယ်များကိုလိန်ကုံကူးမှုလိန်မိုင်းဆိုင်ရာလွဲသုံးစားလုပ်မှုစသည့်ဆွဲချက်များနဲ့ရင်ဆိုင်ခဲ့ရသည့်အပ်ပစတိန်ကတော့2019ဩဂုတ်10ရက်တွင်ယင်းထိမ့်သိမ်းခံထားရသည့်အကျဉ်းခံနေ၌ကိုကိုကိုကျိုးဆွဲချပြီးတက်တည်သွားခဲ့သည်။ Epstein ထံအထက်ပါအီးမေးလ်ကိုပေးပို့သူဖြစ်သည့် Jan Lebrunner ဆိုသူကပြင်သစ် Model Scout တဦးဖြစ်ပြီးနိုင်ငံတကာ Model Agency Current Models ကိုဦးဆောင်သူအဖြစ်လူသိများခဲ့ပြီး Mitchell Model Management ကိုတည်ထောင်ခဲ့သူလည်းဖြစ်သည့် သတင်းတစ်ခုမှပေါ့နော်သူတို့ပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရအဲ့ဒါမျိုးပဲအမတိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစရင်နဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့တွေ့ကြုံဖြည့်ပြဖို့အမမဝင်လေးဘူးဘာဖြစ်လို့သဒါအမမှာဖုံးကွယ်ကြလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမတိရဲ့အတိုင်းမှဖြည့်ပေးရုံပါပဲအမမရရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာဆရာပေါ့နော်သူကနိုင်ငံသားအကြောင်းသားတွေကိုစာသင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟို သူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆက်မှုတော့တေချာတော့မသိဘူးတောင်ပရက်ကျူရှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကို့ဒါ opportunity တခုပေါ့နော်သူကလာကန်းလန်းတာအဖေစာသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုလည်းစိတ်ဝင်စားတယ်မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency တွေဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကျငါမင်းကိုပေါ့နော်ဘဝချိန်ပေးမယ်ပေါ့အဲ့တော့ကတော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့် तू ကအမအောင်မေးဘူးတဲ့မင်းစာကျုပ်တပတ်ချုပ်ထားတာရှိလားတဲ့စိတ်ဝင်စားလားဆိုတော့အော်ကိုလည်းအဲ့ချိန်မှာကွာဟို LL magazine တို့အဲ့လိုမျိုးပေါ့နော်ဟို clearance တို့ဘာလို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေ तू ကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆူကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ ခရီးယာပွင့်ချင်တယ်ပေါ့နော်သွားချင်တယ်ပေါ့သွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမအကို तू ကငါနင့်ကိုပေါ့နော်ငါရဲ့အဝိစာလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲချိုးတွေပေါ့ရှုတင်အတွက်ရိုက်တော့မယ်ဟာတွေ तू ပြတယ်ဖိုတိုအတွက်ကိုပေါ့နော်မိတ်ကက်စီအာတွေနဲ့အမတို့ရွှေရွှေတကုံတို့ပြီးတော့အဲ့အဲ့ဒီဟိုဗာလဲကဘာအေးဖျားလန်းလေအဲအမတို့ဟိုဟာရှုတင်တွေတဲကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လာအဲ့ညက်နေလာတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တရာကြာတော့လေ အဲ့ तू ကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခါကဘာရရမှာလိန်ကုန်ကူးရတူတွေနဲ့ညှိပြီးတော့အမေရိကန်မှာဘာသာလုပ်ဖို့ရှိလို့လဲလိန်ကုန်ကူးရဆိုတာဗျာတခါလေဟိုအဲ့မှာအဲ့ရတတိယတယောက်ဘာညာတယောက်နဲ့ဒိတ်လို့ပြီးတော့သွားအိမ်အိမ်မယ်နမူနာသူ့ပြောရဖို့နော်သွားအိမ်မယ်အိမ်ပြီးရင်အိမ်ပြီးရင်အဲ့မှာပတ်ဆံရမယ်ပေါ့ဗျာထားပါတော့အဲဒေါ်လာ1000ရရမယ်ဒေါ်လာ3000ရလည်းရမယ်ပေါ့ဒါကတော့သူ့ပေါ်ကြိုက်တဲ့ကြီးပေါ့ပြီးပြီးရင်ဟိုမှာသွားပြီးတော့လေမယ်ပတ်မယ် ပြင်ပြန်လာမယ်ဟိုတချင်းသွားဆိုသူကောင်းစင်တစ်ခုနဲ့တွားရင်လည်းတွားမယ်တခုတော့အဲ့လိုမျိုးရည်ရတာလားကျွန်တော်မသိဘူးဆိုတော့အဲ့လိုပါတော့အော်ဒါဆိုရင်2013ကကိစ္စဆိုတော့ဟိုချမ်းချမ်းနဲ့ချမ်းချမ်းနဲ့ဒီလိန်ကိုခုမဲ့အရှုပ်တော်ပုံတွေကဘလို့ပတ်သက်နေလဲမြန်မာမျိုးသမီးတွေဘလို့ပတ်သက်နေလဲဆိုတော့မိကုံးထုတ်ချက်ဖြစ်လာတယ်အဲ့တော့ဆိုတော့ချမ်းချမ်းကလည်းဒီကိစ္စကို तू ဘလို့ရှင်းလို့တော့မသိဘူးဘလို့ရှင်းလဲတချိန်တော့က तू လုတ်ခဲ့ပွင့်ရင်လုတ်ခဲ့ဘူးမယ်ရှိရင်လည်းရှိမယ်မရှိလည်းမရှိဘူးဒါတော့ကျွန်တော်မသိဘူး तू တချိန်တော့ကလိန်ကိစ္စတွေနဲ့ဒီလိန်ပြောမယ်တို့ဘာလို့ဗျာဟိုတိုက် တဲ့မဟုတ်တော့မှပဲအဲအခွင့်ခါတင်တော့ခါတိုင်းမှာတစ်တော်သလိုလုတ်ခဲ့တာမျိုးရှိအောင်လည်းရှိသလားလို့စဉ်းစားစရာဖြစ်လာတယ်။ဘာလို့သူ့အတွက်ကလည်းတိတ်မဆန်းတော့မဆန်းဘူးပြ။အဲ့ဒါကြောင့်လုတ်ရလေလုတ်မယ်မလုတ်ရမလို့ပြောရခက်တယ်လို့ပြောချင်တာပါ။အဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်။အဲ့ဒီ email ကိုစိတ်ဝင်စားဖို့ကောင်းတယ်။ချမ်းချမ်းနောက်ရမှာဘလို့တုတ်ပြန်မလို့ဆိုတော့ခဲကကိုယ့်အကူကြီးကျွန်တော်တော့မြိုင်းပြောချင်ဘူး။ဆိုတော့ဖြစ်နိုင်ခြင်းလည်းရှိသလိုဒီစာနဲ့ပတ်သက်ပြီးတော့ညင်းချက်ဘလို့ထုတ်မလဲဘလို့လုတ်မလို့ဆိုတော့ကျွန်တော်လည်းမသိဘူး။ပတ်ဆိုင်ရတာပဲဗျာလုတ်ကြပါဘူးဒါပဲ။ဒါလည်းဆိုတော့အင်ဂျင်မပါဘူးတဲ့။ အဲ့လိုအင်ချီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားပါတော့အင်အင်ချီမပါတော့ဟိုဟိုဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ချီမပါတာကြီးခြိုက်လားပေါ့နော်သူ့မီးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြာတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြီးရခါကြာတော့ဟိုဟိုရင် site ဘလောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားရလားရင်အတုတွေထည့်ထားရလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလဲဘူးကွာတိလားသူတို့စီမင်းနေအမနားမလဲဘူး နားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေရှိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body part စီကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမတို့လက်ခံခဲ့တယ်ပေါ့နော်ပြောငါတို့ဒါတွေအတွက်ကို passport တွေဘာတွေလည်းလောက်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟို မိဘတွေပါမပါဘူးလားညီကောင်မှမခေါ်လို့မရဘူးလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်ညစ်လို့ပဲစ조사နေရဲ main ကလေးတွေရှိရဲပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲအဒီဟိုအလောက်ကိုလောက်ပြီးတော့မှရားလည်းပတ်စံလည်းမိဘပြန်ထောက်ပံ့ကြတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလုပ်လုပ်ရတာတဲ့အဲ့လိုပြောတော့ ညီမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုတားသမီးတဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်ညီမနိုင်ငံမှာလည်းကိုယ့်ကရီယာလေးရှိနေပြီးပြီးရခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုဟိုမာကတိမလား modeling ဆိုပေမဲ့လည်းဟို ဘယ်လိုပြောမလဲစေးသုံးဘာသုံးညာသုံးနဲ့ပြက်စီးသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီးသွားနိုင်တယ်တဲ့အမေတည်းကတော့မသွားစေချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်းအဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မတော်တော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် melody ဝါဆင်းပြီးတော့တိတ်မကြဘူးနှစ်နှစ်သုံးနှစ်ဆိုအဲ့ပေါ့2010 17အဲ့ဝင်ကျင်လောက်ဖြစ်မယ်17 17ဝင်ကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့ရိုက်ခဲ့တာတော့အမမှတ်မိရဲ့ အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ရလည်းထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကန်ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်တည်င်းနေဖက်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆက်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းခံရောင်းစားခံရတာမျိုးတွေပြီးတော့အတုံးတော့ခံရတာတွေပေါ့နော်လူကြီးပိုင်းနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကျတော့အော်ငါတော်တော်ကန်ကောင်းပါလားဘာဖြစ်လို့ဆိုအမစိတ်ထဲမှာလည်းအမတို့ကဟိုဘယ်လိုပြောမလဲ အဲ့ဒီအချိန်မှာအမအမမိဘအမလှုပ်ကျွေးနေရပေါ့နော်အမမိဘကိုအဲ့လိုတချင်းဆိုပြီးရှာကျွေးတယ်အမ modeling လုပ်ပြီးတော့မ model ရတဲ့အကြီးလေးနဲ့ရှာကျွေးတယ်အဲ့လိုမျိုးအမတချင်းဆိုပြိုင်ပွဲနဲ့စုရပြီးတော့မှအမအခွေတွေပါထွက်တယ်ပေါ့အဲ့လိုမျိုးအမ ကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဘွားရှာပြီးတော့မိဘကိုကြွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လေဟိုဒီလိုမျိုးအန်ဒီကလေလွတ်လာတယ်ပဲပြောရမှာဘာဖြစ်လဲဆိုအမဘာလို့လဲအမမိသားစုအမအတိပေးတဲ့တိုင်မင်းနေပေါ့နော်ကိုတရားပြဲဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမဆောက်ရှောက်တယ်လို့ပဲအမတို့မြင်နေဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာဦးဆိုတော့ဟိုအဲ့လိုမျိုးကံကြောင့်လေအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်